ပရီးမီးယားလိပွဲစဉ်17စန်ဒလန်နဲ့အာစတင်မင်္ဂလာပါဗျခုခင်းစတာဖုတ်ဘောရှိုးအနေကြိုးစားဝါရီကျွန်တော်ခုခက်မှာပရီးမီးယားလိပွဲစဉ်17ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တဲ့စန်ဒလန်နဲ့အာစတင်တို့ရဲ့ပွဲကြိုသွန်းသက်ချက်ကိုလုံသားကြပါတယ်ဒီပွဲစဉ်ကတော့စနေည7:00နာရီမှာရှင်ပြိုင်ကစားမှာပဲဖြစ်ပါတယ် ထုံးတဲ့နာမည် keywords လေးတွေဆွဲထုတ်ကြည့်အောင်တန်တက်လာတဲ့အသင်း၃သင်းမှာစန်းလန်ကတော့မစိုးဘူးဗျလက်ရှိကစားပြီးတဲ့၁၀ပွဲအထိတူတူတန်တန်ခြေသွမ်းမြူပြတ်သားထားနိုင်တယ်အဲ့ဒီလိုကြောင့်ပဲစန်းလန်ရဲ့ဇယားယက်တီမှုကမယုံကြည်နိုင်စရာကောင်းလောက်အောင်အဆင့်၄နေရာအထိရောက်လာတယ်လက်ရှိချိန်မှာ၁၀ပွဲကစားပြီး၅ပွဲနိုင်ထားတယ်၃ပွဲတည်ကြပြီးရှုံးပွဲ၂ပွဲပဲရှိပါတယ် GD ကလည်းကျွန်တော် +40 ရထားတယ်ပေါ့နော် Okay ကောင်းတယ် လီဘရိတ်ဂရနိရှာကာတို့ပါတဲ့အတင်းအောင်ပြန်လဲရင်းဆိုင်မယ်တချို့တော့ကစားသမားတွေကလည်းစူးစီးချစ်လက်မှုအားနဲ့ဆန်လန်ကိုနေရာတနေရာရောက်အောင်တွန်းပို့ပေးထားနိုင်တယ်ဒါဆန်လန်အတင်းရဲ့မရှိမဲ့ရှိမဲ့ဟိုဂုံတိတ်ခါလေးတွေပေါ့နော်တိုးတော့သူတို့တွေ့ရမယ်အတင်းကကြောက်စရာကြီးအဲ့လိုပြောရင်ဟာကိုကန့်အာယူနည်းနည်းတမလား overrate လုတ်တယ်ထင်အောင်မယ် overrate လုတ်တာမဟုတ်ဘူးတကယ်ယူဂျမ်းတာကျွန်တော်ဒီဂျားတဲ့ EF ကတပွဲပေါ့နော်သူတို့အဲ့လောက်ဂိုးမသွင်းနိုင်ဘူးထင်တာဗျ Brighton ရဲ့တိုက်စစ်ပိုင်းမှာဆိုရင်ကျွန်တော်ဝဲဘက်ဂိုးရန်သွင်းတယ် ဒီနှစ်ပေါ်လို့ရသည်တော်တော်ကောင်းတယ်တကူလောက်တော့တွင်းနိုင်တယ်သူတို့နိုင်သွားလဲ2-1ကွက်လေးဖြစ်နိုင်တယ်ကိုမပေးရဘူးအပွဲစဉ်ဟာလေကဲ bro အဲ့လိုကစားနိုင်ဖို့ဆိုတာထင်တယ်လို့မလွယ်ဘူးကျွန်တော်တွေက first day ကြည့်ပြီးအာဒီကောင်နေ6ပွဲဆက်တို့9ပွဲဆက်တို့10ပွဲဆက်တို့ဒါပြောနေမယ်တပွဲတည်းကိုကိုမပေးရအောင်ကန်ကြည့်နဖာပါထွက်သွားလိမ့်မယ်မလွယ်ဘူး sure အဲ့လိုမျိုးကိုမပေးရဘဲနဲ့10ပွဲဆက် နိုင်ခဲ့တဲ့အသင်းတွေထဲမှာအသင်းကောင်းတွေလည်းပါတယ်ကျွန်တော်ယုတ်တိတန်တန်စဉ်းစားခြင်း အာစတယ်အသင်းဂူပေးခဲ့ရတဲ့ပွဲစဉ်တွေကတကယ်ပေးတဲ့ဟိုပေးထိုက်တဲ့ဂူမျိုးတွေမဟုတ်ဘူးဗျာလုံးဝမယုံကြည်နိုင်စရာကောင်းလောက်တဲ့ပြိုင်ဘက်က နားလည်မှုအားပဲဖြစ်ဖြစ်တူးချင်းကျွမ်းကျင်မှုပဲဖြစ်ဖြစ်ရသွားတဲ့ဂိုးမျိုးတွေကျွန်တော်တေချာမှတ်မိနေတဲ့ဒိုမနစ်ဆိုဘိုဒလိုင်းရဲ့ twin ကိုလုံးဝမဖြစ်နိုင်တဲ့ဂိုးကြီးဗျာဒီမှာ twin ဝရာကြီးကတေတက်လပလုံးနေတော့ရာယာလည်းမဟုတ်ဘူးအပေါ်ကကြားမင်းဝင်ဖမ်းတာတော့ဝင်မှာမဟုတ်ဘူးတော်တော်ကောင်းတာအဲ့ဒီ free kick ဂိုးကတော့ထားပါပြောချင်တာအာစတင်လက်ရှိ level တစ်ခုအဆင့်တန်းတစ်ခုဟာအသေးနိုင်လိုလိုကအားကျရတဲ့ level မျိုးတစ်ခုရောက်လာပြီအဲ့တော့သူတို့ကဒီလို level ရောက်လာတဲ့ပုံစံကလည်းယောပွဲထွက်ကစားသမား၁၁ယောက်လုံးဝတန်မဏိလူသားကြီးတွေမနာမကျင်ပဲနဲ့ ဒီ7ယောက်နဲ့ပဲကစားနေလို့ဒီ7ယောက်ရဲ့နားလည်မှုအားကောင်းနေလို့နိုင်နေတာမဟုတ်ပြန်ဘူးအရန်ကစားသမားရင်းနဲ့ထဲဆော်တယ် EFL Cup မှာအရန်အများစုပါတယ်ဗျာထပ်ပါတော့ကျွန်တော်အရန်လို့ပဲပြောလိုက်မယ်နော်ဒုတိယ line up ပေါ့အဲ့ဒီ line up နဲ့လေကိုမပေးအောင်နိုင်တာပဲဟောလူငယ်နဲ့လူကြီးပေါင်းလိုက်တယ် first line နဲ့ second line နဲ့ပေါင်းပြီးသုံးလေဂျာရဲ့ champion league မှာနိုင်တာပဲဒါတော့အသင်းရဲ့တချို့အဓိကကစားသမားတွေမပါသေးဘူးဆိုတော့ပြောချင်တာဒီချိန်မှာကျွန်တော် Arsenal ရဲ့ ဘုံတော်ဘွဲတွေကိုအလကားပြောနေတာမဟုတ်ဘူးဒါချီးကျူးတာလည်းမဟုတ်ဘူးဗျာတို့လက်ရှိ reality မှာကျွန်တော်လက်ခံအမဲအရှိတရားတွေဘလုံးမွဲ စီးပွားပြေကစားတဲ့အခါမှာအတိမဲ့ပြူရတဲ့အရှိတရားတွေကိုပြောပြနေတာပါဒီပိုင်းတွေကအာစတဲအဓိကအချက်လက်တွေပဲထပ်မှာတော့ကျွန်တော်တွေကအဲ့ဒီအချက်လက်တွေမပြောဘဲဟာဒီပွဲတင်ကတော့သွားပါကြီးအာစနဲမနိုင်တော့ဘူးနိုင်ရင်လည်းဂိုးမပြတ်ဘူးငါဆန်တလန်ကွာသွားလို့လို့မရဘူးဟိုကလွတ်ကောင်းနေတာသူတို့ဒီဒီလိုမျိုးစံချိန်တွေတင်တာမကောင်းတဲ့ပိုင်းရှိတယ်လို့ကောင်းတဲ့ပိုင်းရှိတယ်စံချိန်တွေတင်တာတဖြည်းဖြည်းများလာရင်တော့အတချို့ကစားသမားတွေကနည်းနည်းတော့ဖိအားဝင်လာတယ်ငါတို့ဒီစံချိန်မချိုးဖို့မချိုးဖို့ဆိုတော့စိတ်လေးတစ်ခုကဟို ဂျားတဲ့ကိုရောက်လာတာပေါ့ဗျာဒါပေမဲ့ကောင်းတဲ့အချက်တစ်ခုကြောက်လဲငါတို့ဒီစံချင်းတင်ရမယ်တင်ရမယ်ဆိုတော့အကျိုးသားမှုပေါ့အဲ့လိုတွန်းအားနဲ့တစ်ဖက်ကဖိအားဒွန်တွဲလာတဲ့ပုံစံမျိုးလေးတော့ဖြစ်လာလိမ့်မယ်တွေ့မယ် လက်ရှိတွေ့ရမယ့်အသင်းဟာဟိုပြဿနာအရင်ထွေထူးထူးရှိတဲ့အသင်းမျိုးတော့မဟုတ်ဘူးအသင်းကောက်တစ်သင်းမှန်နေလက်ရှိဇီယာရက်တီမှုကအဆင့်၄နေရာရောက်နေပေမဲ့ဘောလုံးရာသည်တိမ့်ကန်နီးလေလေဒီအသင်းတွေဟာတဖြည်းဖြည်းယုံကြည်လို့မရလေလေပဲဗျပြောချင်တာဆတ်လန်ဒီအာစတန်အသင်းရဲ့ပြိုင်ဘက်အသင်းတစ်သင်းတော့မဟုတ်ဘူး respect ရှိနေကစားဖို့တော့လိုတယ်သို့တော့လိုအပ်တဲ့တွင်းကိုပမာဏကိုအာစတန်အသင်းကရဖို့တော်တော်လေးကိုရာခိုင်နှုန်းများတဲ့အခြေအနေမျိုးပါဟုတ်ပြီဒါကျွန်တော်ဒီပွဲပေါ်မှာမြင်မိတဲ့ key points တွေဖြစ်ပါတယ် ဆက်လက်ပြီးတော့အာရှရဲ့အကြောပေးမှုလေးတွေဆွေးနွေးကြပါမယ်။ကနတ်ဦးအကြောပေးမှုအရာအာကြီးကတစ်တဝက်ရှုံးတစ်တဝက်ရှုံး အစောပိုင်းအကျော်ပေးမှုဖြစ်ပြီးပွဲနာနေ့အကျော်ပေးမှုတွေပြင်းလာလိမ့်မယ်ကြည့်နေကျွန်တော်မှတ်မိတယ်အဲ့ဒီချန်ပီယံလိပွဲတော့ကလည်းအကျော်ပေးမှုကပြင်းလာပဲစတာဗီယာပရက်ကိုစအကျော်ပေးရတာအတူတီဟုတ်တယ်ကျွန်တော်မှတ်မိတယ်တူတီတူတီလားတူရှုံလားမသိဘူးဗျာ sorry ကျွန်တော်အမအခုတူရှုံတူရှုံအတူရှုံပွဲချိန်တာနီးပြီးကျွန်တော်တနာရီတော့အလိုမှာသူကသုံးလုံးတဝက်ဖြစ်သွားအောင်အဲ့တလောက်ဒီအာစတင်တင်းရဲ့အနိုင်ကတေချာပြီးပြိုင်ဘက်ကိုဂိုးမပေးရတဲ့ style မျိုးကြီးဖြစ်နေတယ်ကျွန်တော်တော့မှဂန္ဓာအထာနိုင်ပွဲဂန္ဓာ style နိုင်ပွဲအများကြီးလို့လို့ပြောတာ အဲ့ဒါတွေပြောတာတခြားမဟုတ်ဘူးသူတို့ကတေးကြရယ်ဗျာတကိုးတေးကြရယ်ပြီးရင် ပြိုင်ဘက်အတင်းရဲ့အခြေအနေ class ပေါ်မူတည်ပြီး2သီလား ဒါမှမဟုတ်3 0လာအဲ့ဒါပဲကြည့်ရမှာထပ်တော့ပြိုင်ဘက်ကရန်ကောင်းတဲ့အတင်းဖြစ်နေမယ်မစီးဒီတို့လီဗာပူးတို့ဆိုရင်သူတို့1-0ကိုတော့ရအောင်တေချာထိန်းကန်နိုင်မယ်ဒီလိုမှမဟုတ်ဝန်းဝန်းပြန်ပြီးလိုက်ရမယ်အဲ့လောက်ပဲဒီလိုမှမဟုတ်ပဲ level တစ်ခုနိုင်နေတဲ့အတင်းတွေဆိုလို့ကဟာ bro အဲ့ဒါမတွေးလိုက်နဲ့အဲ့1-0သူကအောက်ထစ်သွားပြီးပြီးရင်2-0လောက်ရအောင်ကတ်သွင်းနေတဲ့ပုံမျိုးအခုကြောပေးမှုရတလုံးတဝက်ရှုံးဆိုတော့ကျွန်တော်ပြောမယ်ဗျာဆန်ဒလန်နေရလားဟိုကတလုံးတေချာပြီးနှလုံးကောက်သွင်းလိုက်ပြီးတော့နိုင်နိုင်နိုင်တာလေသူတို့တွင်းတဲ့ပုံစံကြီးတွေကလည်းဗျာအရှင်တော့ဘာစလိုနာပုံမျိုးအာကစားက အလားပါရင်နဲ့ချစ်ကန်ပြီးနိုင်တဲ့ပုံစံမျိုးမဟုတ်ဘူးဘဲကဘလို့ရောက်လာမှမသိဘူးလက်ပြဘောကနေလဲဝင်ဝင်နေပြီးရင်ကော်နာတွေကလည်းဝင်ဝင်နေကော်နာကန်နဲ့ဘဲတွေကိုရှိုးလိုက်အောင် rice ကဘဲဘောက်ကိုညာနဲ့ကန်တယ်တစ်ဖက်ကစာကညာဘောက်ကိုဘဲနဲ့ကန်တယ်ဂိုးတဲ့ကိုမြားဘက်ကရအောင်ထည့်သွင်းနေတဲ့ပုံစံမျိုးကြီးအဲ့တော့ expert ရဲ့ဂိုးတွေလည်း arsenal များမှာပဲဂိုးရနိုင်တဲ့အခြေအနေတွေတောက်လျှောက်ရှိနေမှာပဲကျွန်တော်တို့ကတော့ပွင့်လင်းပြောတာ ဒီချိန်ဒီကာလမှာတော့ဂန္ဓာကိုမလွန်ဆန်ခဲ့ဘူးကျွန်တော်ဂန္ဓာပြိသက်တွေပဲလောက်ရမှာပါโอเคအဲ့တော့ကျွန်တော်တူရယ်ကုန်းနဲ့တစ်ချက်ပြင်ချင်းရှိမယ်တူရယ်ကုန်းကနှလုံးအရှုံးဆိုတော့တူရယ်ကုန်းနဲနိုင်တယ်ဗျနှစ်သိန်းပေါင်းအတွင်းကကနှစ်ကိုးလောက်ပဲဖြစ်သွားနိုင်တယ်လို့အဲတကိုးကပ်ပြီးတော့အာစတန်နိုင်သွားတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်။ထားပါတူရီကိုကတော့ကျွန်တော် skip ချင်တယ်။ကျွန်တော်နည်းနည်းကြောက်တယ်တူရီကိုကတော့မရွေးပြင်မားတာများလို့ပါ။အဲ့တော့ကျွန်တော် handicap ပြီးအာစတန်ကိုပဲရွေးချယ်ပေးချင်ပါတယ်။ ။ Okay ကျွန်တော်နောက်တစ်ပိုင်းဒီနေ့သင်ချားတဲ့ကိန်းနဲ့အချက်လက်လေးအနည်းငယ်ပြောပါမယ်။နောက်ဆုံး6ချိန်ထိတဲ့တွေ့ဆုံမှုမှာဆန်ဒလန်ဒီတစ်ချိန်မှမနိုင်ခဲ့ဘူး။2021တုန်းကသူတို့အနီးကပ်ဆုံးတွေ့ခဲ့ဘူးလေ။အဲတော့ EFL ကပ်မှာတွေ့တာ။ AI က51နဲ့နိုင်ထားတယ်။ Channel ခုနှစ်တည်းကတော့ဝေးတယ်ဗျာ။2015လို့16လို့19လို့အဲ့ကာလတွေတော့ကျွန်တော်ထွေထူးတော့ပြောမနေတော့ဘူး။သိအောင်သာကျွန်တော်ပြောပြပေးလိုက်တာပါ။ Okay ကျွန်တော်နောက်တစ်ပိုင်းဆန်ဒလန်ရဲ့နောက်ဆုံး6ပွဲစဉ်ရလာမစိုးဘူးဗျ။သူတို့တပွဲပဲရှုံးထားတယ်။ရှုံးတဲ့ပွဲကလည်း Man United ကိုရှုံးထားတာ။အချင်းတဲ့ပွဲတွေမှာ ဆိုရင်၃ဘွဲ့တော်တို့အနိုင်ရအောင်ကန်ထားတယ်အဲ့ဒီမှာ Chelsea ပါတယ်အပြင် Northern Forest လို့အသင်းမျိုးတွေပါတယ်စိုးတော့မစိုးဘူးပေါ့နော်တည်ကြရတဲ့ပွဲစဉ်တွေကဒါ Everton တို့ Aston Villa တို့တန်တက်လာတဲ့အသင်းတစ်သင်းအဖို့ဒီ form ကကောင်းတယ်လို့ပြောလို့ရတယ်အတပကအာစနယ်ကိုကြည့်မယ်နောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲမှာ6ပွဲလုံးနိုင်တယ်တော်တော် YouTube ဖွဲ့ကောင်းတဲ့စွမ်းဆောင်မျိုးပြအဲ့တော့အာစနယ်အသင်းနောက်ဆုံးရှုံးခဲ့တဲ့ပွဲကဩဂုတ်31တုန်းကလီဗာပူးကိုရှုံးတာ ဲ့နောက်ပိုင်းမှာတောက်လျှောက်မရှုံးတော့ဘူးအဲ့တော့တည်ကြခဲ့တဲ့နောက်ဆုံးပွဲဟာเนาะကျွန်တော်စက်တင်ဘာ27တုန်းကတည်ကြခဲ့တာအဲ့နောက်ပိုင်းမှာအာစတန်ဒီတည်လည်းမကြတော့ဘူးရှုံးလည်းမရှုံးတော့ဘူးတောက်လျှောက်ကြီးပဲနိုင်တာအဲ့တော့နောက်ဆုံးပေးကိုပေးလိုက်ရတာအဲ့စက်တင်ဘာ28မှာတကူပေးလိုက်ရတာအဲ့နောက်ပိုင်းမှာပေးကိုတကူမှလည်းမရှိတော့ဘူးတောက်လျှောက်ကြီးလည်းနိုင်တယ်အဲ့တော့ကျွန်တော်အထူးတလဲပြတယ်မှာရှင်းပြမနေတော့ဘူးကျွန်တော်ညီကိုတွေဖြစ်ဖြစ်ဘလုံးပွဲကိုစီးပွားပြစ် ကစားလို့တဲ့ညီကိုတွေပဲဖြစ်ဖြစ်ဒီချိန်မှာအာစနယ်ဘက်ကလိုက်ရတာအရန်ကောင်းတယ်ဆိုတာကျွန်တော်တို့ပို့ပြီးတော့လဲသိရှိနားလည်မယ်လို့ထင်တယ်။ကျန်တဲ့အပိုင်းတွေလည်းကျွန်တော်တိတ်ပြီးမဆွေးနွေးလို့တော့ဘူး။နောက်ဆုံးအနေနဲ့ရွေးချယ်ပေးနေတာလဲအာစနယ်ပဲဖြစ်ပါတယ်ခင်ဗျာ။